ါလေးတွေကသတိမထားလို့ရှိရှင်တော်တော်လေးမှားရတယ်နော်တခါလည်းရအောင်လို့တော့မယ် okay i'm looking forward to see you ငါမျိုးတွေ့ဖို့မျှော်နေတယ်အဲ့ဒီမှာဆိုရှင် i'm looking forward to see you လို့ပြောလို့မရအောင်နော် i'm looking forward to seeing you သူရဲ့နောက်မှာဆိုရှင်နောက်လာမယ် okay verb ကို now ဖြစ်အောင်နောက်က ing ထည့်ပြရအောင်နော် okay i'm looking forward to seeing you i have your free time ငါမှာအားသင်ရှိရအဲ့ဒီမှာဆိုရှင် free time ရရှိမှာ a ထည့်လို့မရအောင်နော် okay i have free time ငါမှာအားသင်ရှိရသူမို့ i have some free time ရမယ်နော်နောက်တစ်ခုက she said me the truth သူကငါ့ကိုအမှန်တရားပြောတာအဲ့လိုမရအောင်နော် okay she told me the truth သူကငါ့ကိုအမှန်တရားပြောတာ he is too much tired သူအရင်ပြန်မှန်နေရအဲ့လိုပြောလို့မရအောင်နော် he is very tired okay he is very tired နောက်တစ်ခု i suggest you to go there ငါမျိုးအဲ့ကိုသွားဖို့အကြံပေးတယ်အဲ့လိုပြောလို့မရအောင်နော် okay ဒါကြီးတော်တော်လေးမှားတယ်နော် i suggest you go there ငါမျိုးအဲ့ကိုသွားဖို့အကြံပေးတယ် and suggest you go there. Let's discuss about the plan. အစီအစဉ်နဲ့ပတ်သက်ပြီးဆွေးနွေးကြရအောင်။အဲဒီမှာဆိုရှင် discuss about လို့ပြောနော်။ Let's discuss the plan. အစီအစဉ်နဲ့ပတ်သက်ပြီးဆွေးနွေးကြရအောင်။ Okay? ရှားသဖြင့်ပြောမနော်။အခုလိုမျိုး video လေးကကိုယ့်အတွက်အထောက်အကူဖြစ်လာမှသိဘူး။ဖြစ်တယ်ဆိုလို့ရှင် comment မှာ yes လို့ရေးသွားပါ။နောက်ထပ် video အသေးလေးလွတ်မသွားအောင်လည်းဒီ page ကို follow လုပ်ထားဖို့မေးတော့နော်။ Bye bye. See you in the next video.